ငါးခွဲ6နိုင်လောက်ကထွက်လာတဲ့သတင်းပေါ့လေဒါပေမဲ့ကျွန်တော်ကလည်းအဲ့ညနေခင်းနဲ့ညတခေါင်ရင်အထိသတင်းတွေအလုံးစုစည်းပြီးတော့မနက်ခင်းသတင်းဖြစ်ပြန်ပြီးတိဆောက်တာဖြစ်တဲ့အတွက်ဒီသတင်းကို ထပ်မံဖော်ပြပေးတာပါဒီသတင်းကိုရရှိတဲ့ဆိုကတော့ Sassy Report နောက်ပြီးတော့ဒီ10 New and 1အဲ့ဒီသတင်းထဏာစီရရတာအဲ့ဒါကတော့ Arsenal ရဲ့တိုက်စစ်တောင်ပန်ကစားမှ Academy ထွက်ဘူကောဆာကာနဲ့ပတ်သက်ပြီးတော့အသင်းတာဝန်ရှိသူတွေပေးအပ်တဲ့စာချုပ်တင်နဲ့ဘူကောဆာကာကိုယ်စားလှယ်ကြီးကြတဲ့မှာသဘောတူညီမှုရာသွားပြီဆိုတဲ့အချက်ဒါကကစားသမားစာချုပ်တက်တန်တိုးဖို့အတွက်ဆိုအရန်အရေးပါတဲ့ခေါင်းညှိလိုက်တဲ့အချက်ပဲအဲ့အတွက်ဘူကောဆာကာဒီ Arsenal အသင်းရဲ့လောက်ခလာစာအမြင့်မားဆုံးကစားသမားဖြစ်သွားမယ်နှစ်ရှည် contract ချို့မယ်တချို့ report ရီးယားဆိုရင်တော့9နှစ် contract လို့ကြာပြီးတော့အနည်းဆုံး2030ခုနှစ်ထိဒီကစားမှအာဆင်နယ်မှာဆက်ပြီးရှိသွားတော့မှာအဲ့တော့လက်ရှိဘူကာဟိုဆာကာဒီအာဆင်နယ်တင်းရဲ့လောက်ခလာစာအမြင့်မားဆုံးကစားသမားဖြစ်တဲ့ခိုင်ယန်ဘက်23000ပြီးတော့ဂါဘရီယယ်ဂျေဆု23500လို့ထက်များတော့မှာပေါ့လေသူကလက်ရှိတော့39500ပဲရနေတယ် official sign နဲ့လက်မှတ်ထိုးပြီးတာနဲ့စာချုပ်သစ်ဖြစ်သွားပြီနှစ်ရှည်အာဆင်နယ်မှာဆက်ပြီးရှိသွားတော့မှာပါအဲ့တော့ဒီကစားသမားကတော့2018ခုနှစ်တုန်းကလူငယ်ကစားသမားဘဝမှာပေါင်1000ပဲရတယ် အဲ့ရမှာ2020ခုနှစ်မှာတော့သူ့ရဲ့ခြေစောပေါ်မူတီဗီအသင်းရသဘောကျအတွက်စာချုပ်သက်တမ်းတိုးလိုက်တယ်ပေါင်း8000 အဲ့ရမှတစ်စင်2023မေလမှာတော့တသိန်း6900နဲ့အတင်းရဲ့အဓိကကစားမဖြစ်လာဆိုဈေးနှုန်းလည်းတဖြည်းဖြည်းထိုးတက်လာတယ်။ Transfer Market မှာလည်းအခုဆိုယူရိုတန်း150ကျော်တဲ့ကစားမဖြစ်သွားပြီ။အခုဒီကစားမကို2025ခုနှစ်တွင်မှာတက်တန်းတိုးနိုင်ခဲ့ရင်သူ့ရဲ့လုခရစဲအနည်းဆုံးပေါင်3သိန်းလောက်ဖြစ်သွားမယ်နေထားပဲ။အဲ့တော့ကစားမတူ quality ကောင်းလာတယ်။ပြီးတော့ကိုယ့်ရဲ့ Academy ထွက်ဖြစ်တယ်။ Not for sale player ဖြစ်တယ်။ကစားမလည်းဒီအသင်းမှာဆက်ပြီးနေချင်တယ်။အဲ့ဒီအချက်လက်တွေကြောင့်လုခရစဲတဖြည်းဖြည်းမြန်မာဝါလို့အသင်းအတွက်သူပြန်ပြီးပေးဆက်နိုင်တဲ့သူ င်းကိုဖန်တီးမှုတွေလည်းအများကြီးပဲဒီရာသီမှာဒဏ်ရာကြောင့်32ဘွဲပဲကစားထားတယ်ဒါပေမဲ့79သပြီး73လုံးဖန်တီးပေးထားနိုင်ခဲ့တယ်တကယ်ကို quality မြင့်တဲ့ဘူကောက်ကိုစာကောက်ကိုအာဆင်နယ်စပီထိန်းထားနိုင်ခဲ့တာကကြံခဲ့တဲ့တလားလောက်ကထွက်ခဲ့တဲ့ Real Madrid ကစာကောက်ကိုလိုချင်တဲ့ဆိုတဲ့ caller ဟာနေပတ်သက်ပြီးတော့ပြီးပြတ်သွားပြီလို့ပြောလို့ရပါတယ်တကယ်ကိုမင်္ဂလာရှိတဲ့မနက်ခင်းတရေလေးကိုတော့ဘူကောက်စာကောက်ရဲ့စာချုပ်တင်နေပဲဒါကျွန်တော်မိတ်ဆက်ပေးရပါဘောလေ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါပွန်တာအာဆီနီယားဖော်ပြထားတာဒီသတင်းကတော့ဗစ်တာယော့ဂရက်နဲ့အာဆီနီယားကအချင်းနေပေါ့လေပွန်တာအာဆီနီယားဖော်ပြထားတဲ့သတင်းကိုကျွန်တော်ဘာသာပြန်ကြည့်လိုက်တဲ့အခါမှာတော့အာဆီနီယားတောင်ဝင်ရှိသူတွေကမေလ9ရက်နေ့ကြာလို့ရှိရင်ကစားသမားအေဂျင့်နဲ့တွေ့ဆုံဖို့ရှိတယ် ကစားသမားနဲ့အာဆီနယ်ကအခြေအနေတွေဒီကစားမရောင်းချဖို့အတွက်ပြောင်းရွှေ့ကြီးတွေသူတို့ညှိနှိုင်းမဲ့သဘောမှရှိတယ်ဒါကလည်းကြိုတင်ပြစင်တာဈေးကွက်ကတော့ຫນွေမောက်ဖွင့်မှာမှန်တယ်ဒါပေမဲ့အကျိုးသဘောတူညီမှုတွေဈေးနှုန်းညှိနှိုင်းမှုတွေနဲ့ပုံကိုယ်ရေးသဘောတူညီမှုတော့ကြိုတင်ပြီးလုပ်ကြတယ်ပြီးတော့ဒီຫນွေရတဲ့အခြားຫນွေနဲ့မတူတာကဈေးကွက်အပိတ်ဖွင့်နှစ်ချိန်အောင်လုပ်မယ်လို့လည်းကြားသိရတယ်အဲ့တော့ကစားသမားတော့ຫນွေမောက်ထောက်ခေါ်ဖို့တဲ့စိတ်အားထက်သန်ပြီးတော့ဗစ်တာယော့ဂရက်ကိုတကယ်ကိုမှသဘောကျနေကြတာအာဆီနယ်ရဲ့အားစားထရတဲ့အန်ဒရီပါတာ အာရီတာကဘယ်တိုက်စစ်ကစားမှလိုချင်လဲဆိုတော့ကိုယ်ပဲပြမသိရသေးဘူး။ဒါပေမဲ့အာဆင်နယ်တင်းရဲ့တိုက်စစ်အတွက်လိုအပ်နေတဲ့တခုတည်းသောတိုက်စစ်မှုဆိုပြီးတော့အန်ထရီဘာဒါလုံးဝပစ်တာယောဂရက်ကိုနံပါတ်1တာကတ်ထားပြီးဆွေးနွေးနေတာ။ဆက်စကိုနဲ့သတင်းတချို့ကြားတယ်။အီဆက်နဲ့သတင်းတချို့ကြားတယ်။ဒါပေမဲ့ပစ်တာယောဂရက်နဲ့အန်ထရီဘာဒါဆိုတာခွဲခြားလို့မရအောင်မကြာခဏသတင်းတွေကတက်လာခဲ့တာ။အဲဆို ူကိုတီကိုမာရှိတဲ့ဟိုကအဲ့ကလက်တင်တော့ခေါ်ပေးကြတယ်ဆိုတဲ့တင်းနေလဲကျွန်တော်တွေ့ခဲ့တယ်ပေါ့လေအဲ့တော့ဒီကစားသမားကိုခေါ်မယ်ဆိုရင်တော့ပေါင်58တန်းနဲ့ပေါင်65တန်းကြာအသုံးပြုလို့ရှိရင်ခေါ်လို့ရသွားနိုင်ပါတယ်အဲ့တော့နောက်ဆုံးပွဲမှာဒီကစားသမားကဒီတပွဲနဲ့၄ဂိုးသွင်းခဲ့တာတကယ်ကိုမပေါ်တူဂီလီမှာပြနေချီဆိုတော့ရှယ်ပဲဒီယာတီမာဒီ26နှစ်သားက58ပွဲမှာ52ဂိုးသွင်းပြီးတော့ကိုလုံးဖိုင်ထားတယ် ူစောရတဲ့ပွဲထွက်သွင်းကိုးတွေများတယ်ဖန်တီးမှုတွေပါပို့ပြီးလုံနိုင်တဲ့အနေထားပေါ့လေအဲ့တော့ချန်ပီယံလီးမှာဆိုလို့ရှိရင်လေသူက10ပွဲမှာ6ဂိုးသမီးတလုံးဖိန်နိုင်ခဲ့တယ်ဒါတော့မှစပိုတင်တို့ကချန်ပီယံလီးအုပ်စုအဆင့်10ပွဲပဲကံကွင်ရခဲ့လို့အဲ့တော့ဒီကစားမသည့်ပြည်တွင်းလိတခုတည်းရင်ကျမ်းတာမဟုတ်ချန်ပီယံလိလိုမျိုးတကယ်ဥရောပအဆင့်ပြိုင်ပွဲတွေမှာလည်း twin goal တွေဖန်တီးမှုတွေလုံနိုင်တယ်ဆိုတဲ့အချက်လက်ကိုကြည့်မယ်ဆိုရင်တော့အင်္ဂလန်ပရီးမီယာလိမှာတိုင်းနာတခုတည်းရောအသားကျလာနေတယ်အရင်တုန်းကလည်းဒီလိနဲ့စိမ့်တာမဟုတ်ဘူးအရင်တော့ကတည်းအင်္ဂလန်ပရီးမီယာလိမှာသူလာပြီးဆော့ခဲ့ဘူးတဲ့ ပြီးတော့ဒီ Championship ကလပ်တွေပြီးတော့ Brighton တို့အသင်းမျိုးတွေမှာဆော့ခဲ့မှုတယ် Coventry ကနေ The Sporting ကိုပြောင်းသွားခဲ့တာ Andre Barter ဘာကြောင့်ကြိုက်လဲဆိုတော့ Andre Barter ကဒီတိုက်စစ်ကစားသမားတွေဝယ်နေမှာတော်တော်လေးနာမည်ကြီးရဲ့အဲ့တော့သူကဒီတိုက်စစ်ကစားသမားကိုလိုချင်နေဆိုလို့ရှိရင်တော့အသင်းအတွက်တခုခုအံဝင်လာနိုင်တယ်လို့ကျွန်တော်ထင်တယ်အရင်တော့ Educa Spa နဲ့မတူတာကတော့သူကရှေ့ဆောင်ပြီးလုပ်ပေးလို့ရှိရပါလေဒီရသည်မှာဒီကစားသမားပို့ပြီးတော့တော့စွမ်းဆောင်ရင်ကောင်းလာတာ ကြံခဲ့တဲ့ຫນွေရာသီတုန်းကကျွန်တော်ຫນွေဈေးကွက်မှာတော့ဒီစားမှဒူးတန်ရခွဲစစ်လိုက်တော့ဒီရာသီတော့ခြေစွမ်းကျပြီဆိုပြီးတော့သူ့ကိုလိုချင်တဲ့အသင်းတော်များလက်ရှောက်ပြီးစောင့်ကြည့်ခဲ့တယ်။မနစ်ကတော့ပို့ပြီးဂိုးသွင်းများခဲ့။မနစ်က record ဆိုရင်50ပွဲမှာ53ဂိုးသွင်းပြီးတော့16လုံးဖန်တီးတာ။ဒီရာသီမှာကမနစ်ကသွင်းခဲ့တဲ့53ဂိုးတက်တော့မှပို့ပြီးသွင်းတယ်လို့ပြောလို့ရတယ်။ပြီးတော့လက်ရှိ Sporting က Benfica နဲ့အပြိုင်ပဲ32ပွဲကံပြီးတဲ့အခါမှာ85မိနစ်ပေါ်တူဂီလိမှာ အဆင့်တက်မှာတော့ရှိတယ်ဘဲချိန်မဆိုအဆင့်တက်ကိုပြုတ်ကျသွားနေတဲ့အနေထားပဲဒါပေမဲ့ဗစ်တာယောဂရက်ရဲ့ဂိုးင်းနဲ့အတူထန်းတင်ပေးထားလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့လက်ရှိပေါ်တူဂီလိမာစပိုတင်တသိန်းလုံးသွင်းထားတာ83ဂိုးရှိတယ်ဒါပေမဲ့ဗစ်တာယောဂရက်တဦးလည်းသွင်းထားခဲ့တာကသွင်းဂိုးဖန်တီးမှုစုစုပေါင်း54 6ဂိုးအထိရှိတယ်ဒါ twin goal ဖန်တီးမှုကျွန်တော်ပေါင်းလိုက်တာပေါ့လေအဲ့တော့ဒီကစားသမားကလက်ရှိ sporting အသင်းရဲ့ tight set engine တစ်ခုလုံးရဲ့ တဝက်လောက်ဂိုးတွေကိုသွင်းယူပေးထားလို့ပြောလို့ရတယ်အဲ့တော့ဒီကစားမကိုလာမယ့်နွေရာသီမှာတော့ကလပ်တင်းကရောင်းချဖို့ရှိပြီးတော့အရန်လည်းဈေးမများတာဖြစ်တဲ့အတွက်အန်ဒရီပါတာကအသင်းရဲ့တိုက်စစ်ပိုင်းအတွက်အစင်ပြိုင်နိုင်တဲ့တိုက်စစ်မှုတူအဖြစ်တွေးဆောင်ဆွေးနွေးမှုတွေဇက်တိုက်လုပ်နေပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါချန်ပီယံလိစီးရင်ဖိုင်နဲ့နီးကပ်လာပြီဆိုတော့ဒါနောက်ဆုံးရတဲ့အခြေအနေပေါ်မူတည်ပြီးတော့ချန်ပီယံလိစီးရင်ဖိုင်နဲ့ပထမအကြော့ပွဲစဉ်နဲ့ပတ်သက်ပြီးလွဲချော်သွားမယ့်ကစားသမားတွေပြန်ပါဝင်နိုင်ခြင်းရှိတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါ။ ပထမဆုံးလွဲချော်မဲ့ကစားသမားတော့ဂျော်ဂျင်ညိုနိုင်ရိုးထန်ရကြောင့်ဒီပွဲကိုမပါဝင်နိုင်ဘူးလို့ကြားသိရတယ်။နောက်တစ်ယောက်ကတော့အဝါကက်ပစ်တန်ကြောင့်သုံးမဲ့ပါတီကိုကျွန်တော်စီးဖိုင်တဲ့ပထမအချုပ်ပွဲစဉ်ကိုဆုံးရှုံးထားရတယ်။ကာလာရှိထန်ရတဲ့ကစားသမားတွေမှာတော့ဂါဘရီဂျီဆူ၊ကေဘီမကာဟီ၊တူမီယာဆူ၊ခိုင်ဟာဖက်ဒီကစားသမားတွေကယာတီကုံမပြန်လာမှာ။ခိုင်ဟာဖက်တူဦးပဲယာတီကုံကနေဒီပွဲနှစ်ပွဲလောက်အမီပြန်လာကောင်းပြန်လာနိုင်တယ်။ဒါမှလည်း ဖြစ်နိုင်ခြေအရန်နေတယ်ဘာလို့ဆိုပြန်လေထူထောင်ကြီးတွေကအချိန်ကြီးပြန်လောရမှာဒီကစားမတွေကဒဏ်ရာခွဲစိတ်ထားတာဖြစ်တဲ့အတွက်နောက်50 50ချန့်ရှိတဲ့ပလေယာတွေကတော့မီခေးမိန်တို့မိန်တို့ကတော့ပြန်ပါဖို့များတယ်ကြံ့ခိုင်မှုအနေထားအရခရစ်စတယ်ပဲလီအသင်းရဲ့ပွဲစဉ်မှာခြံထားခဲ့လို့ကြားသိရတဲ့ဆိုပေမဲ့အခုလောက်ဆိုရင်တော့ပြန်ပါဖို့များပါပြီနောက်တစ်ယောက်ကဘန်ဝိုက်နဲ့ ကာလာဖီယိုရီဒီကစားမသုံးစလုံးကတော့ပြန်ပါလာနေကြရခိုင်တော့ညတယ်ကာလာဖီယိုရီကိုထဲသုံးမသုံးမဲ့တစ်ချက်ကြည့်ရမှာပထမတချို့ report တွေရဆိုရင်တော့ PSG နဲ့ Champion League CV Final ပထမအကြော့ပွဲစဉ်မှာကာလာဖီယိုရီပြန်ပါလာနေဆိုတဲ့တချို့ report တွေကိုကျွန်တော်ကြားသိထားပါဗောလေအဲ့တော့ဒီသတင်းတွေအရဆိုလို့ရှိရင်တော့လာမယ့် PSG အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ ိခင်းမိန်တို့ဘန်ဝိုက်နဲ့ကာလာပီရီတို့ကိုဒါမျက်ခင်းစိတ်နေတယ်မှာကျွန်တော်မြင်တွေ့ရဖို့ရှာခိုင်းတော့အရှမ်းများနေပါတယ်။ကျန်တဲ့ကစားသမားတွေကတော့လွဲချော်မဲ့ကစားသမားတွေဖြစ်ပြီးတော့ပုံမှန်ပွဲထွက်ပါနိုင်တဲ့အနေအထားအရပြောမယ်ဆိုလို့ရှိရင်တော့အရှိအတိုက်စစ်သုံးအောင်တက်မှာဆို Trossack ကအထောင်ဖြစ်လာနိုင်တယ်။ Martinelli ဘူကောက်ဆက်ကတောင်မှနှစ်ဖက်ပြီးတော့မိခင်းမိန်တို့ Declan Rice မာတီအိုရီကတ်ဒီကွေးလက်ထရိုက်ကယ်ကိုတုံးသွားပြီးတော့လူးဝစ်ကယ်လီတင်ပါဖူးဘက်နဲ့ဘဟုခံစစ်အထိုင်မှာတော့ကီဗီယောဆာလီပါဂိုးသမားတော့ဒေးဗစ်ရိုင်ယာဒီအတွက်ဆက်ကိုပဲတုံးလာဖို့များတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပါကိုယ်ရင်ကွင်းမှာပထမအကြိုမှာပြတ်သားတဲ့ရလဒ်တစ်ခုနဲ့အာဆီနယ်တို့ကစီဖိုင်နယ်နေ့ဘောလုံးပွဲလက်မှတ်ကိုဖြတ်ထားမလားကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါဒီ season လေးကိုဒီကောက်ဝင်ကြီးပေါင်းပြီးတဲ့ show ball လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ဖုန်းနံပါတ်3996539 63လုံးနှစ်ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရယူနိုင်ပါတယ်နောက်ထပ်ဘာပြောဖို့လို့ဖြစ်တဲ့ 39963936 3939ကိုဆက်သွယ်လို့လည်းရပါတယ်ခင်ဗျာ iBack ခွေချကို Sport Internet 93လုံးပစ်တူကိုကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Score 90ကဖော်ပြထားတဲ့2025ခုနှစ်အတွက် Ballon d'Or နဲ့ပတ်သက်ပြီးတော့ရေပန်းအစားဆုံးကစားသမား10ဦးနဲ့ပတ်သက်တဲ့ရာဂိုင်းလုံးတွေကိုဖော်ပြပြီးတော့မှာပါဟိုတလောကလည်းကျွန်တော်ဖော်ပြခဲ့ဘူးတယ်အဲ့တော့တော့ Twingo ဖန်တီးမှုတွေနဲ့အဆင့်တွေပဲဖော်ပြခဲ့တယ်အခုကတော့တဦးချင်းတွေရာဂိုင်းလုံးတွေပါထွက်ပေါ်လာပါဘောလေဒီသတင်းကိုတော့ကျွန်တော် Score 90ကနေကိုယူဖော်ပြပါရတယ်အဲ့မှာဆိုရင်တော့ကျွန်တော်တို့ Arsenal အသင်းရဲ့ကစားသမား Declan Rice ကတော့ အဆင့်၈နေရာမှာရှိတယ်။ဆွမ်းဆောင်ရီမုံမူတီဘယ်ချိန်မှဆိုအဆင့်နေရာတက်သွားနိုင်ကြီးရှိတယ်။သူကတော့၄ရာဂိုင်တို့နဲ့ဘာလွန်ဒူရောရနိုင်ကြီးမှာအာဆင်နယ်ကိုစားပြီးတအူးတဲ့သောကစားသမားဖြစ်အဆင့်၈မှာပါဝင်နေပါတယ်။အဆင့်9မှာတော့အင်တာမီလန်ကလော်တာရိုမာတီနဲ့၆ရာဂိုင်တို့အဆင့်9အဆင့်6မှာတော့ဒါပက်ထရီကဘာစီလိုနာနဲ့9ရာဂိုင်တို့အဆင့်9မှာတော့ လီဝန်ဒေါစကီကဘာစီလိုနာနဲ့၈ရာခိုင်နှုန်းအဆင့်၄မှာတော့မိုဟာမက်ဆာလက်လီဗာပူးက၁၀ရာခိုင်နှုန်းနဲ့ရှိပြီးတော့အဆင့်၃မှာတော့လမိုင်းယာမဲကဘာစီလိုနာနဲ့၁၃ရာခိုင်နှုန်းရှိတယ်။အဆင့်၂မှာတော့ကျွန်တော်တို့နဲ့တွေ့မဲ့ PSG အသင်းရဲ့ဒမ်ဘီလီကတော့၁၅ရာခိုင်နှုန်းနဲ့ရှိပြီးတော့ အဆင့်တက်မှာတော့ဘာစီလိုနာတို့ရဲ့တိုက်စစ်တောင်ပံကစားမရာဖင်ညာကတော့ဒါ32ရာခိုင်နှုန်းနဲ့ရှိတယ်ဒီအချက်လက်တွေအရလာမယ့်ချန်ပီယံလိရသွားတဲ့အသင်းရဲ့ကစားသမားတော့ရာခိုင်နှုန်းတွေထိုးတက်သွားပြီးတော့ဒီအဆင့်မှာအပြောင်းလဲဖြစ်သွားနိုင်ရှိတယ်ဘာစီလိုနာချန်ပီယံလိရခဲ့မယ်ဆိုရင်ရာဖင်ညာပြေးမလို့ဘူး သူကရာသွားနိုင်ခြင်းရှိတယ်။အကယ်၍များအာဆီနယ်ကချန်ပီယံလိရခဲ့သည်ရှိသောလက်ရှိအဆင့်ရှိမှရှိတဲ့ဒီကလန်ရိုက်ကအနေထားလုံးဝရာခိုင်နှုန်းတွေထိုးတက်သွားပြီးတော့ကျော်ဖြတ်သွားနိုင်တယ်။အဲဒါဆိုဘာလုံးဒီရောရာနိုင်ခြင်းမရနိုင်ခြင်းဆိုတာကကျွန်တော်တို့ကဘာဖလားတို့ပြီးတော့ဒီချန်ပီယံလိတို့ဥရောပဆက်အောင်မြင်မှုလို့တရာသီလုံးအသင်းဘလော့တီထမ်းတင်နိုင်တယ်ဆိုတဲ့ဟာတွေကိုတွက်ချက်တာဖြစ်တဲ့အတွက်ကစားသမားတွေရာတီကုန်ထိဘသူကအသင်းကိုအကောင်းဆုံး performance နဲ့ဆွဲတင်နိုင်မလဲဆိုတာကိုစောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပတ်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ